အော်ပရာဒရမာကိုအားပေးနာစနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ပရိသတ်တွေအတွက်ဆရာဆွေမတနုပြုရဲ့အလေးထားဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးမှာမို့နားဆင်ပေးပါအောင်နော်။တနေ့မှာတော့ကျွန်ုပ်တို့ဂျုံတိုင်းရွာမှာသတင်းတပုတ်အော်အော်တောင်းတင်ဖြစ်ပါတယ်။၎င်းမှာလွန်ခဲ့တဲ့၄-၅၀နှစ်ခန့်ကဂျုံတိုင်းရွာမှာထွက်ကစင်ကာပူနိုင်ငံကိုအလုတ်သွားလုပ်တဲ့မောင်မျိုးနိုင်ပြန်ရောက်လာတဲ့ကိစ္စပဲ။မောင်မျိုးနိုင်ကိုတွားရောက်ကြိုးဆူကြပုံကိုကြည့်အောင်ဂျုံတိုင်းရွာကမြိုင်သားမျိုးနဲ့အတော်တန်ဝေးကွာကြောင် တင်တို့တီးပြီးကြကြပြီးမြိုင်းသားနဲ့ဂျုံတန်းရွာကို စပိန်သူမဟုတ်လင်းနဲ့ရခင်ကကူတန်းရတယ်။ယခုတော့တိုးတက်ဖြစ်ပေါ်လာတဲ့ခင်းနဲ့အညီထော်လာကြီးဆိုတဲ့ရင်းသစ်တစ်မျိုးပေါ်လာကြရာအဲ့ဒီထော်လာကြီးမှာကျွန်တို့ကြေးလက်မှာအတော်ပင်တာသွားလာတယ်။ကုံတဲယူပို့ဆောင်ရေးမှလည်းတုံးတယ်။အလူတန်းသွားမဲ့လူများကိုလည်းပို့ပေးတယ်။ရှုံးစွာဆောင်ဖုံးတော်ကြီးများပင့်ဆောင်ရမှာပင်ထော်လာကြီးကိုတုံးနေကြပါတယ်။လမ်းကြမ်းကြမ်းလေကတဲ့ဂျိုင်ဝန်းတို့ကို မမှုတမ်းဖြတ်ကျော်နိုင်စွမ်းရှိတဲ့အာကာရှင်တမျိုးပင်လကဘာတီတပ်ဖို့ရည်ရထားရပြ။ဘာပဲပြောပြောထော်နာကြီးကကြီးလက်ရဲ့ပါကျဲတော့ပင်ဒီလိုကြီးလက်သားတို့အထွတ်မြတ်ထားတဲ့ထော်လာကြီးနဲ့နိုင်ငံသားပြန်ကိုမျိုးနိုင်တို့မြိုင်းသားမှာတွားကြူပါရယ်။ထော်လာကြီးပိုင်ရှင်ကအတီးပင်မြိုင်းသားရဲ့မနက်ခင်းနှင်းတွေကတဝေဝေစောင်းနှင်းမှုညတာရှိတယ်။ကိုမျိုးနိုင်ကညကပင်ရန်ကုန်မှမြိုင်းသားကိုရောက်ပါရယ်။ခရီးပန်းပန်းနဲ့အိပ်ပျော်နေတယ်။ အိမ်မက်ထဲမှာတော့စင်ကာပူမှာအပြူချောတို့ကိုမှတ်ကောင်းနေစေ။ဟိုတယ်ကိုဓမြတွေဝင်စီးပြီးလူများကရုပ်ရုပ်တဲတဲပြေးလွှားကြတယ်။တချို့ကစပွဲအောက်ကို ကောင်တာအောက်ကိုစသဖြင့်ဝင်ပုန်းကြတယ်။မောင်မျိုးနိုင်လည်းစီပိုင်းပြည့်ကြီးတစ်လုံးနဲ့ကိုဝင်ပုန်းတယ်။ဟေးဟေးမောင်မျိုးနိုင်မောင်မျိုးနိုင်ဒုခမိမိကိုခေါ်နေပါလား။မျိုးနိုင်ခေါင်းနှပန်းကြည့်သွားတယ်။ချောင်းကြည့်ရာလူစိုးလောက်သူကမိမိအမိကိုတကြောကြောခေါ်နေပါတယ်။မိမိကမထူရဲဘူး။လူစိုးကောင်းဆောင်ကစိတ်မရှိတော့ ခြောက်လုံးပြူတကားကနဲ့အတန်မြင့်ပြီးခေါ်ပြန်တယ်။ဟေးမောင်မျိုးနိုင်မနှူးသေးဘူးလားအိတ်လာကျင်လားဒုကာကြားမှာမောင်မျိုးနိုင်လည်းမျက်လုံးမြောက်ပွင့်လာတယ်။ဟေးမောင်မျိုးနိုင်အဖေတို့ပါကွာလာပြီလာပြီမောင်မျိုးနိုင်လည်းကမန်းကတန်လူးလက်ထကတကားလာဖွင့်ပေးတယ်။အလိုအဖေတို့ပါလားဦးလေးတွတ်လဲပါတယ်။အေးပါတယ်ကွာအစောကြီးပဲပြို့မောင်အဖေကတားတော်မောင်ကိုတွေ့ကြလာကြည့်ရဲဆိုပြီးတညာလုံးမအိပ်ပဲထိုင်ဆောင်နေရလေ။ဟော်ဒီဥတ္တပြူရောင်စောစောသွားကုန်ရတာအားနာတယ်။ ရပါတယ်ဥတင်ရွှေရကျတို့တော်သူတောင်သားတွေဆိုတာစစောအိတ်စစောထားဗျာမြူသားတွေနဲ့တော့အချင်းဖြောင်းမြန်ပေါ့ဗျာအမလီငါသားကြီးကလည်းလှလို့ဝါလို့ကွယ်ဒေါ်တန်းကင်ကသားကိုပြေဖက်ပြီးတော့အလွမ်းတဲနေတယ်တတ်တဲ့အဖေတို့ဒီမြိုင်းသားကအဖြူရောင်နေမြင်မဟုတ်လားဟာအဖြူရောင်မှာကွာဘာဖြစ်လို့လဲစစောကပဲတနက်တန်တွေကြားလို့ဟေးအဖေတို့တော့မကြားပါဘူးဟင်တကယ်မကြားလားဟင်ဟင်ဟုတ်လားဦးလစ်တော့ဟုတ်ပါကျွန်တော်လည်းမစမ်းစားမိပါဘူး ငါတို့အိမ်မက်မက်နေလို့ထင်ပါရဲ့အိမ်မက်အဲအိမ်မက်လည်းဖြစ်နိုင်ပါတယ်လေမျိုးနိုင်လည်းအိမ်မက်ကိုတတိရတယ်ဂိုင်းတာတော့ရအောင်ဟုတ်ကဲ့ပြီကျွန်တော်မျက်နှာတက်လာအောင်မယ်ဒီလိုနဲ့မျိုးနိုင်ကကိုလက်တုပ်တဲ့ဒေါ်တိုင်းခင်ကသူသားနိုင်ငံသားပြန်ကြည့်တတိတမွေဖြစ်လာပုံကိုပြောမဆုံးတော့ဘူးအင်းရှင်ကိုလင်တို့လင်မယားလည်းနိုးလာတယ်ကိုလင်တို့ကမောင်မျိုးနိုင်နဲ့ငယ်တငယ်ချင်းတွေဖြစ်ပါတယ်ညကရန်ကုန်ကဝင်လာနောက်ကြတယ်ဗျအိတ်တာညက်နေသွားကြတယ် မောင်မျိုးနိုင်ကရန်ကုန်မှတစ်စဲမြိုင်းသားပြန်လာပြီးမြိုင်းသားမှာညအိတ်ချင်းဖြစ်ပါတယ်။ကင်သွားမယ်ပြို့မောင်မျိုးနိုင်ကဝင်းစီစလဲများပြထွက်လာတယ်။ကျွန်ုပ်တို့ကလည်းအိမ်ထဲမှာထွက်လာကြတယ်။ဒေါ်လာကြီးပေါ်မှာအတီးဟာကျွန်ုပ်တို့ကိုမြင်တဲ့အခါစံနှုတ်လိုက်ပါတော့တယ်။ဟိုင်းကောင်းပိုင်ကောင်းပိုင်တွေဝင်လာပြီးမောင်မျိုးနိုင်လည်းရုပ်တရက်လက်ဆွဲအိမ်များကိုပြစ်ချကာချုံတချုံအတွင်းကိုအလျားထိုးဝင်နေ။အဖေတို့ဆရာတို့တို့ရှောင်းကြပြိုရှောင်းကြကောင်းပိုင်တွေဝင်လာပြီးပြစ်ကုန်ပြီ။ဟင်ဘာဖြစ်တာလဲ။ကျွန်ုပ်တို့လည်းမှင်တက်သွားမိတယ်။ အောင်မျိုးနိုင်စိတ်ဖောက်ပြန်သွားပြီလားဘေးရတနတ်တယ်လဲဘေးရကောင်းပိုင်လဲကျွန်ုပ်တို့မကြောက်ကျွန်ုပ်တို့မမြင်ဧကနမောင်မျိုးနိုင်နိုင်ငံသားမှာရာဇဝတ်မှုခင်များကြမှာအနိကြလာလို့အလေးချင်းရနေခြင်းလားစိတ်ဖောက်ပြန်နေခြင်းပဲလားကျွန်ုပ်လည်းကြပြကြရပြီမောင်မျိုးနိုင်ကိုခြုံအတွင်းမှာစွဲခေါ်ရပါတယ်။အိုးမောင်မျိုးနိုင်ထထဘာဖြစ်လို့လဲဆော့ဆော့တနတ်တန်နေမကြောက်လားမကြောက်ဟောအခုကြားတာလေဟာအဲ့ဒါတနတ်တန်မဟုတ်ဘူးဟင်ဒါဖြစ်ပါတော့ မောင်မျိုးနိုင်စည်းဝရွာကအထူးကုံတူငှားလာတဲ့အတိရဲ့ထော်လာကြီးဆက်တန်လေဗျာထော်လာကြီးထော်လာကြီးဆိုတာဗာလေอืมစင်ကာပူမှာထော်လာကြီးမရှိဘူးလားကျွန်တော်လည်းမြူသားတော်ရောက်ဖြစ်နေရှာတဲ့မောင်မျိုးနိုင်ကိုဘဟုတုတအအတွက်ထော်လာကြီးကိုပြရရတယ်အတိကသူ့ရင်ကိုနိုင်ငံသားပြန်တူကစိတ်ဝင်စားတယ်ဆိုလာလို့ဆက်တန်ကိုမြင့်ပြတယ်မောင်မျိုးနိုင်က သူ့ရင်ဝါကိုလန်နဖန်နဲ့ဖိရင်ကြီးလန့်စားစားနေကြရွှေးပြန်နေပြီ ဒိုင်ဆက်တို့ရင်သွားကြဆိုကြာရင်ကျွန်တော်တို့နှလုံးရောဂါရအောင်မယ်။သွားရင်တက်လေးမောင်မျိုးနိုင်။ဟင်ဘေးကိုတက်ရမှာလဲ။ထော်လာကြည့်ပေါ့လေ။ဟမ်ဒီဒီထော်လာကြည့်နဲ့ကျွန်တော်ပြင်ရမှာ။အေးလေဒါမင်းဖို့တို့ညအတီးစီရငားလာတာ။တခြားလူသားဆိုရင်လည်းစပိန်နဲ့ပြီးရင်ဟာဒီထော်လာကြည့်ကတို့ရွာရဲ့ဂုံတူးဆောင်ရင်မယ်။ပါကျဲတို့ပေါ့။စင်ကာပူကနေဂျက်လီယင်စီးပြီးမင်္ဂလာတော်လေးစေရောက်တော့ကကရင်စီးရန်ကုန်ကနေမြိုင်တာကို express ရင်စီးပြီးလာပြီးကမှ ကျုံတန်းရောက်တော့မှဘဝပြတ်တယ်ဗျာထော်လာကြီးတဲ့မြမပြီမှာထော်လာကြီးဘလောက်များတွင်ကျင်နေပြီလဲအောင်မျိုးနိုင်က ထော်လာကြီးပေါ်မှာသကောတဲ့ဈေးပြူသည်ထဲ့လိမ့်တယ်လို့ဟိုဒီရင်တိုးလိပ်ရှာရင်ငိုချင်းချလိုက်ပါလာပါတော့တယ်အတိကသူ့ထော်လာကြီးကိုအထင်သေးအမြင်သေးစကားပြောတဲ့နိုင်ငံသားပြန်မောင်မျိုးနိုင်ကိုသိမ့်မကြည့်ဘူးအရင်ပြောတယ်လို့ဖြစ်နေပါလားညာရေးလာကလေးကွေးကွေးတာနေတဲ့စိတ်ဘလူးပန်းနှန်းတို့ဟာတင်းပြန့်နေပါတယ်ကျွန်တော်အိမ်ရှိဝယ်ထုံးစံအတိုင်းလူဆောင်နေပြီ ညာခင်းရွာကလာတာတချို့ကျွန်ုပ်ထံလာပြီးဩဝါဒခံယူတယ်။မသေးမြင်ကစက်သားချောက်ကိုစီရွှဲရွှဲဆမ်းပြီးအိတ်ခံတက်တယ်။ဒင်းတို့ကစက်သားချောက်စားကျင်လို့လာကြကြောင်းချက်စုံနှစ်ကွက်ကမိတောက်တဲ့ကျွန်ုပ်တည်ပင်တည်တော့ညာကျွန်ုပ်ဩဝါဒကိုနားဆင်ကြရမှာအင်းနီတာရှိကြီးရအတာဆံမှုအနာခံရတယ်။ကောင်းလိုက်တာဗျာစက်သားချောက်အေဟုတ်ပေါင်းဆက်တော့ဘဟုတုတ္တစက်တော့ဟိုနိုင်ငံသားပြန်လေမောင်မျိုးနိုင်တယောက်ဒုက္ခဖြစ်နေရဲ့ဗျ။ဟေးဘာဖြစ်လို့တော့သူမိဘက တို့သားပြန်လာရင်အဆင်ပြေသွားနိုင်အောင်အင်သာတလုံးစောက်ထားလေဤဟုတ်ပါတက်သားထရန်ကအင်သာလေးစောက်ထားတွေ့တယ်အဲ့ဒါမောင်မျိုးနိုင်ကမသွားတတ်လို့တဲ့အခုပယံဆရာဦးချောတို့ကိုခေါ်ပြီးတော့တိုက်အင်သာစောက်နေရတယ်ဗျဟမ်ကြီးကျယ်လာကြလားဟုတ်ပါဗျာသူကိုယ်သူနိုင်ငံခြားသားအစ်စ်ကြနေရပဲဟွန်းငါနဲ့ငငယ်ကရိုးထဲမှာကျွဲဖန်းလိုက်အိုင်ပတ်လိုက်လုံနေကောင်းအောင်များဟေ့မျိုးနိုင်ငါ့ကိုအဲ့ဒါလိုပါဇက်နဲ့ကိုင်ဖင်ဘက်ကကိုက်ဟာ ခေါင်းဘက်ကကရင်တော်ကြငါကရုံးလို့မင်းပိုက်ထဲရောက်သွားမယ်ဟာဒီအိမ်သားတော်မသွားတက်ရင်သူ့အဖေအမေလို့ခြုံကြားတဲ့ထိုင်းရိုက်ခတ်မယ်ဟုတ်ပါမိဘကသူ့ကိုအထူးစီစဉ်နဲ့အိမ်သားစောက်ပေးထားတဲ့ဥစ္စာကိုအိမ်သားတော်ရေလောင်းအိမ်သားဒဲပြိုအိမ်သားပေါ်မှာစီတင်ထားပြီးခလုတ်ဖွင့်လိုက်ရင်ရေတလက်ဟောပန်းနဲ့ဟာရဲပြိုဟာအဲ့ဒီညီကိုဘလို့တင်လဲမော်တာမရှိမိမရှိရေထန်းသမားတန်ချောင်းကိုငှာချန်ခိုင်းနေဗျမနေ့တိုင်းလာထဲနော်ရော်တလားစာယူထားထူးဆန်းပါဗျ ကျွန်တော်ငငယ်လေးကဖတ်ဖို့တဲ့ဥလက်ရည်တဲ့ဝတ္ထုတွေကဘီးလက်ပြန်မောင်းတောင်းဖေလို့အိုးချက်လာစွာတော့ညီမလေးကျွန်ုပ်ကိုရက်တောင်တစ်ခုပေးလင်ကျေးဇူးအထူးတင်နေပါမည်။အိုးချက်လာစွာတော့ဖခင်ကျွန်ုပ်ကိုရည်ချမ်းချမ်းတစ်ခွက်လောက်ပေးပါတော့။စိုးတလို့ဖြစ်နေပါဗောလား။စာယူနိုင်သူက စာတန်ပေးတဲ့နဲ့ပြောပြီးဟားနေပါတယ်။အဲ့ဒါလိုနိုင်ငံသားပြန်မောင်မျိုးနိုင်ကိုလူတွေတယောက်တပောက်ရှုံချနေကြတော့ရကျွန်ုပ်လည်းဥဒဟာယုံတစ်ခုစောင်းပြရတော့မယ်ဒီလိုပဲ အခါတပါတလိမ့်ဆန်ရှုံများပြန်လည်ပြုပြင်ရန်ရှိရာတလိမ့်ဆန်များကိုပုံမှုကျဲဝန်းလွတ်လပ်တဲ့ဥယျံစီကိုပို့ပေးရဲကြားကိုလှောင်ရင်အခိုင်အခန့်မှာထည့်ပြီးဥယျံကိုတည့်ယူလာတယ်။ဥယျံထဲမှာကြားထားရနေရာကအတန်ငယ်ကျဲဝန်းသောခြိုင်ဝမ်းရေကန်ဝါပင်တစ်ပင်ကြီးတွေအော့ဆိုင်ဆိုင်ရှိတယ်။တန်တိုင်းများကာရန်ထားပေမဲ့ကျဲဝန်းလာလို့အကာရန်ရှိရလို့မထင်ရဘူး။တဘာဝမြေသားအတိုင်းထားရကြားမှာသူ့မူရင်တလိမ့်ဆန်ယုံကိုပင် ပြန်ကျင်ပါမလားလို့ လိုက်ပါပို့ဆောင်သူများကဆိုတဲ့သူ့ကိုစတင်ဖမ်းဆီးလာစားကအခြေအနေမျိုးတဘာဝအတိုင်းပင်ဥယျာဉ်ရှိကြားချင်တဲ့ကြားလောင်အင်ကိုဂယုတဆိုင်ချလိုက်တဲ့မြေကြားတာနဲ့တကားဖွင့်ပေးလိုက်ရာကြားကအင်ဒရီယာစွာနဲ့တလန်းချင်းတလန်းချင်းလှမ်းလာတယ်။တကားမှထွက်မိသားတသက်ကိုရောက်တော့ရှေ့လက်တစ်ဖက်ကိုချတယ်။မိသားနဲ့ကြားလက်ထိတွေ့တာနဲ့ကြားတကူလုံးမှာကျန်ဆက်နဲ့အထုခံလိုက်ရတယ်လို့တုံ့ပြန်သွားကရုပ်ကြီးကျန်လောင်စွာဟင်းပြီးလောင်အင်တွင်းကိုပြန်ခုံဝင်သွားတယ်။ ခုံယုံမဟုတ်တန်တိုင်းကိုကြက်ကြက်ပေါင်းစုပ်ကင်ထားပြီးမြေပြင်ကိုခြေကတဆက်ဆက်တုံရင်နေတယ်။တန်တိုင်းကိုဖမ်းထားတာက လူတယောက်အလားဘလို့ဖြုတ်ဖြုတ်ခွာခွာကွာမဲ့ပေါ်မပေါ်ဘူး။လူများလည်းအံ့အားသင့်ရတယ်။ကြားပါကြောင့်ကြောက်ရတယ်လေ။ကြားလက်ဘဝချရာတော့ကြည့်တော့လေမြေဖုံဖုံသားထိုးနောက်ကြားကိုလောင်ရင်တွင်းမှမြေကြီးကိုချော့၍တနည်း၆ရွေတပုံရရွေတွေနီလန်အမျိုးမျိုးပြင်မောင်းချတော့လေကြားကမစင်းရှာဘူး။တန်တိုင်းကိုသာလူတယောက်လိုအားရပါရတွေ့ထားတယ်။ ီလိုနဲ့လူတွေလည်းစိတ်ညစ်ညူပြီးခြေပြက်လက်ပြက်ထိုင်ကာအမောဖြစ်နေ gain ခေါင်းဆောင်လို့သူကကြံရတယ်။ Okay ။ဟာဒီလိုဖြစ်မယ်။ဒီကြားတလေးဆန်ရုံမှာနှစ်ပေါင်းများစွာကြားခဲ့ပြီဆိုတော့အချိန်နဲ့မြအင်္ဂဒင်းနဲ့ပဲသူနေရတာပေါ့။မြေကြီးကိုသူမိသွားပြီဗျ။ဒီလိုလောက်ကြဒီဥယျာဉ်ထဲကကြားနေဖို့နေရာတတ်မှတ်ပြီးအင်္ဂဒင်းကိုင်ပေးကြပါ။ဟုတ်ပါမလားဆရာ။ဒီကြားကိုစပန်းလာတော့ကတော်ရဲကပဲဘယ်မှာအင်္ဂဒင်းရှိမှာလဲ။အိုးဖြစ်နိုင်ပါတယ်။ကျုပ်ပြောသလိုသာစိတ်မှန်ပါ။ ဒီလိုနဲ့လူတွေဟာခေါင်းဆောင်ရဲ့အမိန်ကိုမနှုတ်ဆက်နိုင်တော့အင်္ဂဒီအားချင်းကင်ပေးရတယ်။အင်္ဂဒီ၆တဲ့အခါမှာကြားကိုစင်ခိုင်းရ၊ကြားကလည်းအင်္ဂဒီကိုမြင်တော့အင်္ဂဒီရရနဲ့စင်းသွားရှာတယ်။ထိုအခါမှာလူများကလည်းစိတ်ချမ်းသာသွားကစဉ်းစားဉဏ်ပြေသွားတဲ့သူတို့ခေါင်းဆောင်ကိုအထူးချီးမွမ်းကြပါရယ်။ဆရာတော်လူပြုအကြံပိုင်ပါတထက်ကြရပါလို့မျိုးမနည်းရတော့လဲဆရာ အလိထပေါ့ကွာအင်္ဂဒီပေါ်မှာပဲမျက်ပေါင်းများစွာ နေခဲ့ရတဲ့သူဆိုတော့ သူ့အထိတ်တွေ့ကအင်္ဂလိပ်ပဲသိတော့တာပေါ့ထူးဆန်းပါပဲဗျာမောင်မျိုးနိုင်လူလူမပြောနဲ့အဟိတ်တလိစံနာမှသူကြက်စားခဲ့ရနေရာရဲ့အထိတ်တွေ့အယုံကိုချက်ချင်းမဖြောင်းဖျက်နိုင်ခဲ့ရင်မောင်မျိုးနိုင်ကရေလောင်းအင်တာနက်မှာသွားတက်တာခွင့်လွှတ်ကြပါကွာအပြစ်မပြောကြပါနဲ့စက်သားကြောင့်နဲ့ရင်းနှီးလဲကုန်ပါပြီသူကဒို့ကြီးလက်မှာလူဖြစ်ခဲ့ရပေမဲ့လူနေမှုမြင်မာတဲ့နိုင်ငံမှာနေထိုင်ခဲ့ရတော့ဒီလောက်တော့ရှိမှာပေါ့ကွာအဲ့ဒါဘာဖြစ်လို့လဲဆက်တော့အလေးထားပေါ့ကွယ် အလေးထားဆိုတာဆွေးမိရင်ဖျောက်ပြက်ရခတ်ပါပေးနဲ့ထူးဆန်းပါပေးဆရာတို့ရဲ့ဒီနေ့ကံမကောင်းပါလားတနေ့မှာတော့ကျွန်တော်တွေ့ပြီနဲ့တပည့်ကျော်ဘိုက်ကလေးတို့ကနေစာတူဝါလုပ်ငန်းစဉ်အတိုင်းအမေပြင်ရန်အတွက်ယူမာတော်ကြီးတွင်ကိုရောက်ရှိခဲ့ပါတော့တယ်တနေ့ကုန်လှည့်ပတ်ရှာတော်လဲတားကောင်က အချင်းနေတပည့်ကြီးတားကောင်တွေကကျွန်တော်လာမယ်တရင်ရထားလို့များလားကြီကုံတက်တာတာပေါ့ဆရာတို့ရဒီလိုနဲ့မြင့်ထက်ပေးလိုက်တဲ့စမြိန်ထုတ်ကိုဝမ်းပြည့်စေရန်အရာသာမခံမဲမြူချကြတယ် ရှာမပိုင်ကောင်းမယ်ဗျာဟင်ဘာဖြစ်လို့တပည့်ကြီးကမမမြင်ရဲ့စီမပါရေလုံးပြုတ်ဟင်းတွေကိုအရသာမခံရတော့ဘော့ကျွန်ုပ်ကတော့ကျွန်ုပ်တို့ရှာထက်မသိမြင်ရှာကိုပူမပါစေချင်ဘူးဟုတ်ပါပြုဒါဆိုအတော်နားဖို့တက်တာမှာရှာမပါရာကပူဆိုးနေတယ်အခုမိုးချော့ခဲ့ပြီကျွန်ုပ်အလဲကျွန်ုပ်တို့ကနေဘက်သားကောင်မရလို့ညဘက်မှာစူးစမ်းပြကြမယ်လို့ဆုံးဖြတ်တယ်ကျွန်ုပ်ကိုမြင်စိတ်များပူနေမလားတပည့်ကြီး ဒီလိုနဲ့ကျွန်ုပ်တို့လည်းတကောင်းရံအချိန်မှာတောကြီးမြောင်စခန်းထီကိုရောက်ခဲ့တယ်။တောကြီးမြောင်စခန်းကအနီလာတလို့တားကောင်များလည်းပေါ်များတယ်။ဟာလီတစင်းပြို့ဟုတ်ပြီဟဲ့ကျွန်ုပ်ကြံရပြီ။ချောင်းညာပဲလှိလော်သွားပြီတားကောင်ပြည့်ရရင်ကောင်းမယ်။ခြေညောင်းတက်တာတာပေါ့။ကျွန်တော်ကတော့ခြေစားလက်ညောင်းရအောင်မှာပါမထူးပါဘူး။ဒီလိုနဲ့ကျွန်ုပ်တို့လည်းညမဟုရဝဲဘောငွေအောင်လက်နေတဲ့ချောင်းရည်ပြင်ဝဲလှိငယ်ကိုလှော့ခတ်ခဲ့ကြတယ်။ဘိုက်ကလေးကတော့သူတောင်းသားမို့ လေးတက်အယုတ်အသိန်းအလော့အခက်ဝဲအတန်ပလန်မထွက်ဘူးကျွန်ုပ်လည်းဂျီနဲ့ဖက်ကြီးပြန်လာရတဲ့တောသားမို့လေပေါ်မှာထိုင်ထိုင်ထထတချက်ကလေးမှဟမ်းမပြတ်ပါဘူးဘိုင်ကလေးကတောသူတောင်သားမို့လေတက်အယုတ်အသိန်းအလော့အခက်ဝဲအတန်ပလန်မထွက်ဘူးကျွန်ုပ်လည်းလေနဲ့ဖက်ပြီးကြီးပြန်လာရတဲ့တောသားမို့လေပေါ်မှာထိုင်ထိုင်ထထတချက်ကလေးဟန်ချက်မပြတ်ဘူးယောဂါကထပြန်ပြီးလှော်တက်နဲ့ရိုက်ချရင်မကောင်းရှိရောမယ်လာရောက်ကချောင်းရည်ပြန်ပေါ်ဓာတ်ရိုက်ကြနေချေရာ ချောင်းဟာငွေရောင်ဖဲကျူတစာပြစ်ချထားသလိုချောင်းပေးခွဲရမြေတောင်ဓမီပြထိုးကြီးကတားကောင်ချီရရှာရတယ်။နုံမြေပေါ်ဝဲခြေဆက်တရေချီရများရှုပ်ထွေးနေကြောင်းတွေ့ရတယ်။ဟာချီရရီဟဲ့တားကောင်နေပေါ်လိုက်တာမချိန်မဲပြက်ပေါ်ဗျာ။ပေါင်နေဆိုတော့ထိပါရယ်။မရှောင်ရင်လွတ်တယ်ဆိုပေမဲ့မချိန်ရင်တော့ရှောင်တော့ကိုဆက်။ဟုတ်ပါဟုတ်ပါကျွန်တော်တို့လည်းခြေရမြောင်ကြီးကအလွန်တရာအားတက်ရွှန်လန်းပြီးလီကိုတက်တက်လှော်ခတ်တယ်။ ဟာစင်ချီယာရေဟုတ်ပါဗျစင်ချီယာတွေ့ရနေရမှာတက်ကိုင်းများကျိုးကျေနေတယ်စင်ခနာကိုကြီးဖြစ် တိုးဝဲမိရမှာကျိုးတည်ရှိသလိုတချို့တက်ကိုင်းများကစင်နှမောင်းဖြစ်ချိုးဖြစ်ပြစ်ချင်းလည်းရှိတယ်စင်သွားရင်လမ်းဖြစ်တယ်ကျွန်တော်လဲထိုင်းနေရကအားမရလို့မတက်ရက်က စင်ချီယာများကိုစူးစမ်းနေလေနောက်ဝယ်စင်ချီယာများတက်ဖြည်းဖြည်းနဲ့ကျန်ရက်ပါတော့တယ်စင်ချီယာများကရှို့မြောင်အထက်စီကိုတက်သွားကြောင်းတွေ့ရတယ်။ကျွန်တော်လဲစင်ချီယာကွက်များကိုစူးစမ်းနေစဉ်ရုတ်တရက် ကျွန်ုပ်ရဲ့နောက်ကျိုးကိုတစုံတစ်ခုသောခွန်အားတရက်ကစောင့်တွန်းချလိုက်လျာကျွန်ုပ်မှာအချိန်လွန်ကာလှိပဲ့ပိုင်းမှာအားရပါရထိုင်လွန်နေတဲ့ဘိုက်ကလေးရဲ့လေကုပ်ပေါ်ကိုတက်ခွာစီမိချေရဟာဆက်ဆက်ဆက်တော့ဒါထဘာလောက်တာလဲလျောက်သားရှိတဲ့ကိုပြုတ်ချသွားပါတယ်ချောင်းရည်ပြင်ကအေးဆက်နေတယ်ကမန်းကတန်းပင်လှိဝန်းပေါ်ပြန်တက်ရတယ်လေပေါ်ရောက်တဲ့အခါပလက်လန်နေပြီဆက်တော့ဘာလို့ကျုပ်လဲပြီးမတက်ခွာရရလဲဗျဟွန်းဟာနောက်ကနေငါ့ကိုတယောက်ယောက်ကစောင့်တွန်းလိုက်လို့ဟာဟင် ီနေရာမှာဆရာတွတ်နေကျွန်တော်ပဲရှိရဘရားကစောင့်တုံးလိုက်လို့လဲဗျာနာနာဘောဟာလားဘိုက်ကလေးကစင်ကြားကြက်တဲ့ပြောင်းလို့နဲ့ရင်းဆိုင်ရဲတော်လဲမမြင်ဘူးတဲ့နာနာဘောဟာတရေကိုတော့ကြောက်ရှာပါတယ်ကျွန်တော်နားကိုမတိမတာတုတ်ကတ်လာတယ်ကျွန်တော်လဲဓမီကိုကောက်ယူကမိထိုးလိုက်တယ်မိအောင်ကစုကနေလင်းသွားတယ်ချောင်းရည်ပြင်ပေါ်ထိုးကြနေတဲ့တကန်းကြီးကတလုံးနှဲ့နှဲ့ရမ်းခါလျက်တာအော်တကန်းနဲ့ရိုက်မိရအောင်ဟင်ဘာကြီးရလဲဆရာတော့ဟိုမှလေကွာ ကျွန်တော်လဲတုံလုံးနေတဲ့ဘိုက်ကလေးကိုလောက်ကရမ်းနေတဲ့တကိုင်းကြီးကိုမိထိုးပြလိုက်ချေရာဘိုက်ကလေးလဲထိုးအခါမှာသဘောပေါက်သွားတယ်။ဟုတ်ပါဗျို့ဆရာတော်ကိုလှေဘောကတွန်းချလိုက်တာနန္ဒဘဝဆိုတာဒီတကိုင်းကြီးကိုဟုတ်ပါကွာကျွန်တော်လဲတကိုင်းရှိရာနေရာရောက်မှာပဲမတက်ထရမိတော့တယ်။စင်စွတ်ချောင်းရာတွေကိုကျွန်တော်တမီးနဲ့လိုက်ထိုးကြည့်ရင်ကိုရွှေတကိုင်းနဲ့တွေ့ပြီးတော့ပြုတ်ကြရတာ哦ကျွန်တော်ကအဆက်ပေါ်ဗျာဒီလိုနဲ့ထိုးနေရာကိုနောက်ကကျွန်တော်တို့ရောက်တိုင်းဘိုက်ကလေးကကျွန်တော်ကို ဆင်သွားရင်လမ်းဖြတ်တယ်လို့ကြည်စည်လေးရှိပါတော့တယ်။လေကဟူးရရတိုက်ခတ်နေတယ်။မိုးဆက်များကလေနဲ့တူကြလာတယ်။ကျွန်ုပ်တို့ကလေပေါ်မှာကြွဆုပ်ဖြစ်နေပြီးမသေးမြင်ကခွန်းဆောင်ချုံပြီးကိုယ်ကစိမ့်ချနေကြပြီ။ကိုကိုတို့ကျွန်ုပ်မှာကချောင်းရိုးတစ်ခုမှမရကျွေးမှုအတွက်ဒုက္ခဆင်းရဲခံနေရတယ်။ချမ်းလိုက်တာနော်။လူပြိုကြီးမိမမယူနဲ့နော်မိမဆိုတာဒုက္ခရှူပြီးရင်ပြောတဲ့လူကြီးပဲကြုံမယုံမဆက်လက်လှော့ခတ်လာရာတောင်တန်းဝစခန်းထက်ရောက်ရှိလာတယ် ဒီနေရာမှာတက်ပင်ကျဲပါသွားကြပြီချောင်းနီတောင်ကုန်းပေါ်မှာတပင်ထီးထီးပေါက်နေတဲ့မြောင်ချောပင်ကျူတွေ့ရတယ်ကျွန်တော်လည်းတက်ပင်ထိပ်ပြားမှာကြည့်လိုက်ပါတယ်တက်ပင်ပေါ်မှာရိုးစီရိုးစီဖြစ်နေတဲ့အကောင်ပလောင်များကိုတွေ့လိုက်ရှာကျွန်တော်လည်းဘိုက်ကလေးကိုအချက်ပေးပြီးတော့လှေကိုရက်တန်စေတယ်အသေးချာကိုစူးစမ်းတဲ့အခါမှာတော့ဟာမြောက်တွေကဟုတ်ပါဆရာတို့ရထူးဆန်းလိုက်တာမြောက်တရဝါဆိုတာတက်ပင်ဆက်ရှိရာနေရာမှာတာအနေများတယ်တနည်းမတနည်းကိုသွားရင်မြေပြင်စီကိုဆင်းသက်လိမ့်မရှိဘူး တပင်ဆက်များမှမြောင်များအတွက်လမ်းတွေဖြစ်ပါတယ်။ယခုတော့တပင်ဆက်ရှိတဲ့အပင်ထိထိကြီးမှဘာကြောင့်မြောက်တွေရောက်လာပြီးတော့နေပါလေထူးဆန်းပါပြီနဲ့ဒီမြောက်တွေဒီနေရာမှာတိကျရောက်နေတာစမ်းမနေဘူးလားတပင်ကြီးရဲ့။ဟုတ်ပါဗျာ။ဧကဏဒီနေရာဟာနေရာထိုင်ခင်းတာယာတာကြောင့်ဖြစ်မယ်ဗျ။မော်ဆိုးတွေလူတွေအရောက်နေတာကြောင့်လည်းဖြစ်နိုင်တာပဲ။ဒါမှမဟုတ်ဒီမြောက်တွေခီးသွားရင်တထောက်များနားကြရလား။ကဲပါဗျာဆက်တော့မိထိုးကြည့်အောင်။ကျွန်တော်လည်းမိကိုတပင်ကြီးစီကိုထိုးလိုက်တယ်။ ထင်ရှားပြတ်သားတဲ့မိအောင်အဝဲမြောင်များကပြူးကြောင်သောမျက်လုံးများဖြင့်ပြန်လည်ကြည့်နေကြတယ်။ငါတို့ကိုဇမင်းသားတွေများထင်လို့လားမသိဘူး။မြောင်များက အောက်ရှိဝါတော်တွေကိုတဝုံဝုံနဲ့ခုံချသွားတယ်။မြောင်များကတကောင်းမှမအောင်ကြဘူး။မြောင်တံမထွက်ဘဲနဲ့တဝုံဝုံခုံချတန်များသာကြားနေရကြည်ရာမတိကြသူများဖို့စင်ရင်အုတ်ကြီးတိုးတိုးလာပြီလို့အထင်ရောက်လောက်ပါပြီးတော့တယ်။တကောင်းမှတံမထွက်ဘူး။အတော်အနေကျက်လက်တဲ့တလေးဆန်နေပဲကြ။ပါနဲ့လိမ့်မာတဲ့ကောင်းလေးကွာ ကျွန်ုပ်ကပြည့်တယ်မပြည့်တယ်ချိန်စားမိရဲ့ဒုတစေကျွန်ုပ်အပြန်သားကောင်များပါလာမာကိုမျောလင့်တကြီးဆောင်စားနေတဲ့အိမ်သူသက်သာရဲ့မျက်နှာကိုပြည့်မြင်မိတယ်။ကိုကွတ်တော့အမေရောင်ပြည့်တော့မြင်လာပေးယူထားတဲ့ပါတိတ်ရချင်းပြည့်ပြီ။ကျွန်ုပ်လဲဘိုက်ကလေးကိုဓမီထိုးစေရာဘိုက်ကလေးကမြောင်ကြီးတကောင်ကိုမီးထိုးပြထားတယ်။ကျွန်ုပ်လဲနှလုံးပြူနဲ့လက်တပြတ်ထိုးချိန်ပြစ်ချလိုက်တယ်။မြောင်ကြီးကိုတိုက်ရိုက်ထိမှန်သွားတယ်။မရှောင်ရင်လွတ်ပါတယ်ဆိုတာရှင်းကရှောင်လိုက်တာ哦။တိတ်ကိုလက်မြဲချီမြဲအမီးမြဲပါတယ်ဆိုတော့ ။ယောက်ကြီးမှတပင်ပေါ်မှာခြေလွတ်လပ်လို့အမီးလွတ်ကိုကြလာပါတော့တယ်။ဟဲ့ပလုတ်တော်မူးပြိုပြီးဟာကောရိုက်ရှန်အပောက်ကွဲတန်ကြီးကတတော်လုံးစူညံသွားခဲ့တယ်။တလိမ့်ဆန်များကကြောင်ယုံဖူးလိုက်သွားကုန်တယ်။ကျွန်ုပ်တို့လည်းမီးပိတ်ပြီးလေပေါ်မှာငင်းငင်းလေးထိုင်နေလိုက်ကြတယ်။ထို့စဉ်တပင်ပေါ်မှာတဝုံဝုံတပြုံးပြုံးအတန်တွေကြားရတယ်။ဟာဘာတန်နေပါလဲ။ရေပြင်ပေါ်ကိုအရာဝတ္ထုတွေပြုတ်ကြတန်ကြရတယ်။ကျွန်ုပ်တို့လေပေါ်ကိုလည်းအနှံ့ပြကြရတယ်။ကျွန်ုပ်တို့ခန္ဓာကိုယ်ပေါ်ကိုလည်းနေရာမလက်ကြရတယ်။ ဟာကဆေးဆေးတွေပြို့ဟုတ်ပါချွဲပြပြတွေဟာကြားလာတဲ့အရာတွေက အနံ့အသက်စူးစမ်းကြည့်လိုက်တဲ့အခါချွဲပြပြဈေးကကက်နဲ့နန်းစောလာတဲ့အရာများကိုဖယ်ရှားရင်မိသည့်အရာများလဲလို့စူးစမ်းနေစဉ်ဟာအကြီးတွေပါ ကြားလာပြန်ပြီဟာဘာကြီးတွေလဲထထချီးနဲ့တီးတွေဟင်းဟုတ်ပါနန်းလိုက်တာလှော်ပါဟမြင်မြန်ကျွန်တော်တို့လည်းထိုနေရာမှာအမြန်လှော်ခတ်ပြီးတော့ထွက်ခဲ့ရတယ်မှတ်ပလာကတုံးနဲ့ကင်းတို့ အတော်ကလေးလှန့်လာမှရေထဲကိုပြိုင်းလို့တိုင်ပင်ထိုးဆင်းလိုက်ရတယ်။ရေထဲမှာကိုလက်တန့်စင်နဲ့မြောက်ချေမြောက်သေးကနံလာပါပြီ။မတတိကျွန်ုပ်တို့ကတအုပ်နဲ့တအုပ်စကားမပြောအားကြသေးဘူး။သူတန်ကစင်ကြယ်ရေးကိုတအားယုံပြုနေရတယ်။ဟဲကိုတန်ရှင်းလို့ပါလား။အတန်ငယ်တန့်စင်သွားတဲ့အခါကျွန်ုပ်တို့မှရေပေါ်မှာရခုမှတည်ငြိမ်စွာကုခတ်ရင်းတယောက်မျက်နှာတယောက်ကြည့်ကရေမောမိကြတယ်။အတော်လဲတဲ့မြောက်တွေပဲပြုံတော့ဆရာတော့လေတာမဟုတ်ဘူးကွာ။ကြောက်သေးကြောက်သေးပါကုန်တာ။လူလူပဲပြန်တော့ ဟုတ်ပါကွာလူလိုပဲပျော်တက်ဝမ်းနဲ့တက်ကြောက်တက်လိုက်တဲ့တလိษံတွေပါပဲစွတ်ရည်ဟိုမြောက်တီသွားမကောက်တော့ဘူးလားဗျဟာမင်းသွားကွာတော်တော့ပြို့မြောက်ချီရောကြောက်ပါရဲ့ဗျာမြောက်သေးမြောက်ချီဆိုမပူနဲ့ဆက်ပြားရှိတယ်ဟဲ့ဘာဖြစ်နေရလဲတဝီဝီနဲ့ဩဘာမှဖြစ်ပါဘောပွားရဲ့တီဗီကဆက်ပြားကြောညာနေရပါအာမင်းတို့ခက်ပဲစန်းစန်းကြဲကြဲငါတို့ခက်ကရွှေဝါဘန်တူးလာပဲကြားဖို့ပါတယ်ဘာလို့ဘလူပဲကြောညာကြောညာကျွန်တို့ကတော့စင်ချီတော့မဲ့ဝင်နိုင်တယ် အလုံးလုံးနေတော်နေရပါလေစစ်တော်ထပ်ပြအောင်မလားတော်ပါပြီကွာထမင်းစားပြက်တယ်လူလူတိပြီလူလူခန်းစားတက်တဲ့မြောက်တတဝါကိုကျွန်ုပ်နောက်ကပြက်ခတ်ဖို့အတော်တနာသွားပြီးပိုက်ခက်လေဒီလိုနဲ့ချောင်းရိုးလေးအတွင်မှကျွန်ုပ်တို့လေကိုပြန်လောထွက်ခဲ့တယ်အာယုံဥရောင်နေပင်အရှိရက်စီမှပြုတ်လာခြင်းပြီးဘာသားကောင်မမရဒီနေ့ကံမကောင်းပါလားပြိတ္တများရှင် ။နောက်ရက်တွေမှာလည်းကျမတို့ရဲ့ channel ကနေဇလန်းကောင်းများစွာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုလိုမျိုးအားပေးနိုင်တဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။